မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့နွန်ဘာလ2ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စီးရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုအောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပရမောသူတင်ပြပေးလူတဲ့သတင်းပုတ်ကတော့မရေယာမိုးကုတ်လမ်းပေါ်ကတငါတရာမိုင်းခွဲဖြက်စီးခံရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးမရေယာမြို့နယ်မန္တလေးမရေယာစင်ကူမိုးကုတ်လမ်းပေါ်ရှိချောင်းကုတရာဒစင်းဖြစ်တဲ့တငါတရာကျောက်စရစ်ကုန်းတရာဟာအော်တိုဘားလ30ရက်မနက်ပိုင်းက မိုင်းခွဲဖြစ်စည်းခံရပြီးတရားချိုးကြပျက်စီးသွားတယ်လို့သိရပါတယ်အဆိုပါတင်္ဂါတရားဟာမရယာမြို့နယ်တောက်တင်္ဂါရွာနဲ့မြောက်တင်္ဂါရွာကြားမှာရှိတဲ့ခြောက်ခုတရားဖြစ်ပါတယ်မိုင်းခွဲဖြစ်စည်းခံလိုက်ရတာမြောက်တင်္ဂါရွာဘက်ချမ်းရှိတရားပိုင်းဖြစ်ပြီးတရားမှာ65ပြည်ကပျက်စီးသွားတယ်လို့သိရပါတယ်တင်္ဂါတရားခေါ်ကြောက်စတဲ့ဂုံတရားဟာတန်ကူကွန်ကရစ်အမျိုးအစားဖြစ်ပြီးတရားအရှိပေ360ရှိကတရားအကျယ်မှာပေ30ကျဲတဲ့ တရားတစဉ်ဖြစ်ပါတယ်လက်ရှိမှာတရားကြိုးကြပျက်စီးသွားတာကြောင့်ကားဆိုင်ကဘာမှသွားလို့မရတော့တဲ့အတွက်ဒေသခံပြည်သူတွေအတွက်လမ်းမဆက်တရေခက်ခဲသွားပြီဖြစ်တယ်လို့သိရပါတယ်ဆက်လက်တင်ပြပေးလို့တဲ့သတင်းပုဒ်ကတော့ရန်ကုန်မိုးပြံအမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ဘက်နန်းစီမံကိန်းဥဆောင်ကော်မတီဖွဲ့စည်းတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်မိုးပြံလန်းနဲ့ရန်ကုန်မြို့တော်အပြင်ဘက်လန်းတိဆောက်ဖို့အတွက်ရန်ကုန်မိုးပြံလန်းနဲ့ရန်ကုန်မြို့တော်အပြင်ဘက်လန်းစီမံကိန်းကိုဥဆောင်ကော်မတီကိုဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာ20ရက်နေ့မှာထုတ်ပြန်ကြောင်းစက်မှုစုံတွေကြောင်းချိတ်ဆက်ပေးမှုကောင်းစီရန်အတွက်ပင်လယ်ကူးတင်ပေါ်စိတ်ကန်းတွေ grind boss တွေအခြေပြုမြို့တစ်တွေနဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေအပြင်အဆင်ပြေချုံးမေ့လာဖို့နဲ့နိုင်ငံရဲ့စီးပွားရေးဈေးညံလမ်းမကြီးတစ်ခုဖြစ်ပေါ်လာစေဖို့ရည်ရဲတယ်လို့သိရပါတယ်။ဥဆောင်ကော်မတီအနေနဲ့ရန်ကုန်မိုးပြန်လမ်းနဲ့ရန်ကုန်မြို့တော်အပြင်ပတ်လမ်းတွေကိုဆက်ဆက်ပြီးလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုအကျိုးရှိထိရောက်စေမယ့်အမြန်လမ်းတွေရဲ့လမ်းဥကြောင်းတွေကို ရှာဖွေပို့ထုတ်သွားမယ်လို့သိရပါတယ်။စက်မှုစုံတွေ Logistic Half Driver စိတ်ကန်းနေတဲ့အခြေပြုမျိုးသစ်တွေဖွံ့ဖြိုးလာစေရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာနတွေကဖွဲ့စည်းတွေနဲ့အတူတိုက်ဒေသအစိုးရဖွဲ့တို့ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်သွားကြမယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုတ်ကတော့နေပြည်တော်ရှိကလင်းနဲ့တာဖောင်းမီရဲ့အထူးကူစေယုံကြီးများဘူလာနေရာသို့ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ပြီးဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးငလင်ကြောင့်ပျက်စီးပြီးယာယီပြောင်းရွှေ့ခဲ့ရတဲ့ လေးယောဂထုကုစေယုံကြီးနေပြည်တော်နဲ့တာဖာမီရဲ့ယောဂထုကုစေယုံကြီးနေပြည်တော်တို့ဟာလက်ရှိအချိန်မှာမူလစေယုံနေရာများကိုပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ပြီးကုသမှုများပြုလုပ်ပြီးလျက်ရှိပြီလို့သိရပါတယ်။အော်တိုဘာလ31ရက်နေ့ဇမာယဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးကလာရောက်ကြည့်ရှုစစ်ဆေးပြီးလူနာများဘေးကင်းလုံခြုံရေးနဲ့ကြံရှိသောပျက်စီးမှုများကိုအရေးသွေးကောင်းမွန်စွာပြင်ဆင်ကြရန်မှာကြားခဲ့တယ်လို့သိရပါတယ်။ဆလတ်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ ကမ္ဘာမြို့နယ်မှာရက်ကွက်အုပ်ချုပ်ရေးမှူးအမျိုးသမီးတဦးနဲ့အရသားနှုတ်ဦးကိုပီရက်များကတနက်ဖြန်ပြစ်တက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မကွေတိုင်းဒေသကြီးကမ္ဘာမြို့မှာရက်ကွက်အုပ်ချုပ်ရေးမှူးအမျိုးသမီးတဦးနဲ့အရသားနှုတ်ဦးကိုဒလန်ဆွဆဲချက်ဖြင့်ပီရက်များကတနက်ဖြန်ပြစ်တက်ခဲ့ကြောင်းသိရပါတယ်။ကမ္ဘာမြို့နယ်ជីမီကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဒေါ်သင်းသင်းနယ်ဟာ၎င်းရဲ့နေအိမ်မှာရှိနေစဉ်အော်တိုဘားလာ29ရက်နနက်6:00နာရီမှာပီရက်များကစိုက်ကယ်များဖြင့်ရောက်ရှိလာပြီး ဒေါ်သသင်းတွေဟာဖန်စီခေါ်ဆောင်သွားကကြီးမီကျေးရတောင်ဘက်ရှိရေနတာကြီးမီကျောက်ပရောင်းကျေးရနံကာလန်ဘေးမှာအနှက်ဖြင့်ပြတ်သက်ခဲ့တဲ့ပြင်တည်ဆုံးခဲ့ရတယ်လို့သိရပါတယ်။အလားတူကမ္ဘာမြို့နယ်တဲချောင်းကျေးရနေသူများဖြစ်တဲ့ဥတင်ဦးနဲ့ရောက်ဖဖြစ်သူဥတင်ထေရိုဟာလည်း၎င်းတို့ရဲ့နေအိမ်တည်တည်ရှိနေစဉ်အော်တိုဘားလ29ရက်ည7:00နာရီမှာ PDF 15ဥက္ကံရောက်ရှိလာပြီးဒလန်ဟုပြောဆိုကဖန်စီခေါ်ဆောင်ပြီးတဲချောင်းကျေးရအနောက်ဖက်သုံးဖလုံကန်အကွာ ဒေသအခေါ်ကုန်ထုတ်လမ်းရဲ့ဘေးမှာအနှက်ဖြင့်ပြစ်ခတ်တပ်ဖြတ်သွားတယ်လို့သိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့တေကုံမြို့နယ်ကွင်းကြီးကျေးရွာစွန့်တော်ကြီးကပ်ပွဲကျင်းပနေစဉ်ပြည်ရဲများကတနက်ဖြန်ပစ်ခတ်သဖြင့်အမျိုးသမီးတဦးသေဆုံးနေဆိုတဲ့သတင်းဖြစ်ပါတယ်။ဘူတိုင်းဒေသကြီးတေကုံမြို့နယ်ကွင်းကြီးကျေးရွာစွန့်တော်ကြီးကပ်ပွဲကျင်းပနေစဉ်ပြည်ရဲများကတနက်ဖြန်ဝေရောက်ပစ်ခတ်သဖြင့်အမျိုးသမီးတဦးသေဆုံးခဲ့ရကြောင်းသိရပါတယ်။တေကုံမြို့နယ် ဝင်းကြီးကျေးရွာ၌အော်တိုဘားလ29ရက်နေ့ညနေပိုင်းကစွန်တော်ကြီးကပ်ပွဲပြုလုပ်နေစဉ်ပြည်ရက်9ဦးကရွှေဘန်းတော်ကျေးရွာမှစိုက်ကယ်3စီးဖြင့်ရောက်ရှိလာပြီးတနက်များဖြင့်ပြစ်ခတ်ထွက်သည်သဖြင့်အဆိုပါနေရာမှာရောက်ရှိနေတဲ့ဝင်းကြီးကျေးရွာနေဒေါ်မေစင်ဦးဟာတနက်ကြည်စံထိမှန်ထံရများရရှိပြီးစေကုသနိုင်၏ဗရီကုန်းတိုက်နေစေယုံသူပို့ဆောင်စဉ်လမ်းမှာတည်ဆုံးခဲ့တယ်လို့သိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့တန်လင်းမှာ လေစင်နှမောင်းတိုက်ခတ်သဖြင့်စိတ်ကောင်30တိဆုံးနေဆိုတဲ့သတင်းဖြစ်ပါတယ်။ရောင်းတိုင်းဒေသကြီးတန်လင်းမြို့နယ်အုတ်ဖူရထားလမ်းရှိနိုဝင်ဘာလ1ရက်စင်နိုင်းမှာလေစင်နှမောင်းတိုက်ခတ်ကြောင်းသိရပါတယ်။အဆိုပါလေစင်နှမောင်းတိုက်ခတ်မှုကြောင့်စိတ်ချမ်းတချမ်းပျက်စီးဆုံးရှုံးကစိတ်ကောင်ကြီး30ခန့်တိဆုံးသွားတယ်လို့ဒေသခံလောကအသင်းလူမှုကွယ်ဆွေးရေးအသင်းမှရှာဖွေကြေးစည်လုပ်ငန်းများလည်းဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်မြို့မှာ မိုးတိထံရေကြီးရေရှမ်းမှုများဖြစ်ပေါ်ကယာယီဓာတ်ပြတ်တောက်မှုများရှိနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နိုဝင်ဘာလ၁ရက်နေ့မှာစပြီးတိထံစာရသွန်းခဲ့သောမိုးကြောင့်မြောင်းတိုင်းတွင်းရှိမြို့နယ်များမှာရေကြီးရေရှမ်းမှုများကြုံနေရပြီး၎င်းမြို့နယ်များရဲ့အချို့နေရာများမှာယာယီဓာတ်ပြတ်တောက်မှုများနဲ့ရင်ကျောပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါတယ်။တောင်ဝင်မြို့နယ်နဲ့ကဘာကြီးဖျားလမ်းမပေါ်ရှိရေကြီးမှုများပြားသဖြင့်ရင်ငယ်များခက်ခဲစွာသွားလာနေရကြောင်း ေသခံများကပြောပါတယ်။ဘိုးလီဝသားနဲ့စရဘေဒာညွှန်ကြားမှုဦးစီးဌာနကမူကက်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဆက်ဆက်နေသောဘင်္ဂလားပင်လယ်ော်အရှေ့ပိုင်းမှာလေပြားနဲ့ရက်ဝင်ဟာဆက်လက်တည်ရှိနေပြီးနောက်နှစ်ရက်တွင်ရန်ကုန်တိုင်းပါဝင်တိုင်းနယ်ပြည်နယ်အချို့မှာနေရာကွက်ပြီးဝူးကြီးနိုင်တယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့စည်ရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောင်းလို့ပြင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံး ကိုစိတ်နှပြချမ်းမာရှင်လန်းကြပါသည်ခင်ဗျာ။